မင်္ဂလာပါရှင်ခေတ္တနီယူကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ညောင်ဦးချောင်းလမ်းမှာစစ်တပ်မှဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုတော်လိုင်းတပ်များကအရှင်ဖမ်းဆီးရရှိရကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမျိုးနဲ့ညောင်ဦးချောင်းမန္တလေးလမ်းပိုင်းတနင်္လာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းမိခဲ့ကြောင်းညောင်ဦးမျိုးနဲ့ပကဖတာဝန်ကံကိုစည်းကပြောပါတယ်။လွန်ခဲ့တဲ့တပတ်ခန့်ညောင်ဦးမျိုးနဲ့ညောင်ဦးချောင်းကားလမ်းပိုင်းတနင်္လာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ်နေပြည်တော်မှာ၆ရှင်းတဲ့ကျောင်းဘက်ကိုကိုပိုင်ကားနဲ့စီးနင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်မှဗိုလ် ကြီးညီညီမျိုးစုံနဲ့ဗိုလ်ကြီးစုထုတ်ကျောင်းတို့ကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဖမ်းမိတာကတပတ်လောက်ကြာပြီးရက်တော့တရားမမှတ်မိဘူးဒီနေ့မှစိတ်ချလို့တရင်ထုတ်လိုက်တာပါသူတို့ကလည်းနေပြည်ကနေလာတာ6ရက်နဲ့ကျောင်းဘက်ကိုသွားဖို့ပါအရက်ဝတ်နေပဲလက်နက်ကတော့ပါမလာဘူးသူတို့ကိုစစ်တုံးမှန်ဥရိယာပဲအရေးယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲပေးထားပြီးပါပြီလို့ညာဦးမျိုးနဲ့ပါကဖတာဝန်ကကိုစည်းကပြောပါတယ်အစိုးရဖမ်းဆီးထိန်သိမ်းမှုကိုညာဦးမျိုးနဲ့ပါကဖအနောက်ချမ်းဆုံးဗကန်ဘူချုပ်အဖွဲ့မှလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တုံးမှန်ဥပဒေအရရင်းယူနိုင်ဖို့ညာ ောင်းခရိုင်ပြည်သူ့ကကွယ်ဖွဲ့ခရိုင်ပါကဖထံလွှဲပြောင်းပေးထားကြောင်းညောင်းခရိုင်ပါကဖမှတစဉ်သက်ဆိုင်ရာဝန်ကြီးဌာနကိုလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ညောင်းမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိပါတယ်။သူတို့ကစစ်ကောင်စီရဲ့စကားလိုပဲရာဆွေးပြီးပြေးမလွတ်ဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြင်ပါတယ်။ပြီးတော့မိဘပြည်သူတွေအနေနဲ့လည်းစကားဆာရင်နှန်းတွေနဲ့ကပ်မလိုက်ပါနဲ့စကားဆာနဲ့ဝေးရမှာနေပြီးကြပါလို့ပြောကြင်ပါကြောင်းညောင်းမြို့နယ်ပါကဖတာဝန်ခံကပြောပါတယ်။ဆက်လက်ပြီးနေပြည်တော်နဲ့အေရီတိုင်းမှာရဲမှုများရဲရာရှိများကလိုင်းစင်မဲ့ကရောင်းဝယ်ဆက်လက်လှု ုပ်ကိုင်နေပြီး లై စင်မဲ့ကများစီးနင်းနေစေဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ။အီယာမီတိုင်းရဲတပ်ဖွဲ့တိုင်းရုံမှဒုတိယရေမှူးချက်စမ်းမောင်းနဲ့၎င်းရေမယားညီကိုဒုတိယရေမှူးအောင်နိုင်မိုးလိုနောက်ကလိုင်စင်မဲ့ကအရောင်းဝယ်အပါဝင်ရာဇွတ်လုပ်ငန်းတွေကိုလုတ်ကင်ကြီးပွားလာပြီးလက်ရှိအချိန်ထိလိုင်စင်မဲ့ကရောင်းဝယ်မှုနဲ့ဆက်ဆက်လုတ်ကင်နေဆဲဖြစ်ကြောင်းရဲတရင်ရင်းမြစ်တွေကပြောပါရရေမှူးအောင်နိုင်မိုးကအာလာသိန်းကကာလာကအင်းစိန်မျိုးနယ်မှုဘဝမှာနိုင်ငံရေးလှုပ်ရှားသူတွေကိုဖန်ဆီးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းဒီလိုလှုပ်ဆောင်ခဲ့တဲ့အတွက်အချိန်တိုအတွင်းရေမှူးရာလူကိုတွုံ့ပြင်ပေးခံရပြီးအေရီတိုင်းကိုပြောင်းရွှေ့ခဲ့ကြောင်းအဲ့ဒီနောက်လိုင်စင်မဲ့ကအရောင်းဝယ်ကြားဖ ြန်လောင်းကစားလိုင်းကြီးကောက်ခံခြင်းအပါဝင်တရားမဝင်လုပ်ငန်းများလုပ်ကိုင်ပြီးအခြေတုံတွေ့ချမ်းသာကြော်ဝလာကြောင်းသိရပါတယ်ဒုတိယရင်မှုချစ်စမ်းမောင်ကလည်းလိုင်းစင်းမဲ့ကရောင်းဝယ်နေရခိုင်ပြည်နယ်ကိုကုန်စီတင်ဖို့ရောင်းချနေသူတွေကိုဖမ်းဆီးငွေညစ်ခဲ့ခြင်းဖြင့်ချမ်းသာလာသူဖြစ်ကြောင်းသိရပါတယ်ရဲမှုအောင်နိုင်မှုနဲ့ဒုတိယရင်မှုချစ်စမ်းမောင်ရဲ့ပိုင်ဆိုင်မှုကနည်းတာမဟုတ်ဘူး ARD တိုင်းဘက်မှာလက်ဆောင်ထက်ဆုံးနှုတ်ဖြစ်လာတာရှင်နတာစစ်စစ်ဂိတ်လိုဟာမျိုးတွေကိုသူတို့ကကိုကဲကြည့်ကြရတယ်လိုင်စင်မင်းကောင်းရောင်းဝယ်လောက်ကြသွင်းနေဖြစ်တဲ့သူတို့နှုတ်အတွင်ကအင်မတန်လက်တံပြောင်းသူတွေဖြစ် နာမည်ကြီးတယ်လို့ရဲတရင်ရင်မြစ်ကပြောပါရယ်ချမ်းသာတွေဝါလာတဲ့ရဲမှုအောင်နိုင်မှုကရွှေစင်လာမင်းစီဆိုင်လင်းလင်းဆိုင်ခင်ရောင်းဝယ်ရေးဆိုင်များကိုလည်းလင်းလင်းဆိုတဲ့ပုဂ္ဂိုလ်ကနာမည်ခံပြီးစီးပွားရေးလုပ်ကိုင်ပြီးနေကြောင်းရဲတရင်ရင်မြစ်တွေကပြောပါရယ်လင်းလင်းကဆိုင်ခဲတခိုးရီရဲ့ခိုးရပါအကုန်ယူတဲ့ခါရီမွေးထားတာလွန်ခဲ့တဲ့၃နှစ်နီးပါးကရှန်ကုန်မှာဆိုင်ခဲတခိုးကိုအစည်းရိမ်၄၀ကျော်မိတဲ့ကွင်းဆက်မိပြီးလာတဲ့နေရှဲကိုတစည်းကို၃၅၀ပေးပြီး၁၀စည်းရောပေးလိုက်တာလို့ရဲတရင်ရင်မြစ်တွေကရှင်းပြပါရယ် အလားတူနေပြည်တော်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နိုင်ရခါမှဒုတိယရဲမူလတောင်းကလည်းလိုင်စင်မဲကအရန်ဝယ်ပါဝင်တရားမဝင်လုပ်ငန်းများကိုဆက်နွယ်လုပ်ကိုင်နေကြောင်းမင်းအောင်လိုင်ရဲ့အမေရလိုင်စင်မဲကများဖမ်းဆီးနေရချိန်မှာပဲဒုတိယရဲမူလတောင်းနဲ့ပတ်သက်နေသူတွေကလိုင်စင်မဲကတွေဆက်လက်စီးနင်းနေကြတယ်လို့သိရပါတယ်။အခုချိန်ထိလိုင်စင်မဲကတွေကိုကိုကြီးညီလေးကန္နာနဲ့စီးနေကြတော့မှပဲနေပြည်တော်နိုင်ရခထောက်ပို့တပ်ကဒုတိယတာဝန်ခံရဲမူလမင်းတောင်း ကတော့ကျောင်းဆရာမကိုတိုင်းလိုင်စင်မဲ့ကားနေပါပဲသူတို့ကရဲရုံချုပ်ကဆိုတာနဲ့တင်ဖမ်းမရဘူးဆိုတာမျိုးတွေဖြစ်နေတာနိုင်ရခထောက်ဖို့ရဲတပ်ဖွဲ့ကရဲတပ်သားတွေအစ်စ်နောင်လိုင်စင်မဲ့ရောင်းဝယ်ဒီပါလောက်ကင်ပါတယ်နိုင်ရခထောက်ဖို့တထဲမှာဆိုရင်လည်းလိုင်စင်မဲ့ကားသိနေဆိုပြီးသူတို့ကားရီရောလောင်ထားကြတယ်လို့နေပြီးတော့ရဲရုံချုပ်မှတရင်ချင်းမြစ်ကပြောကြားခဲ့တယ်လို့တရင်မှာဖော်ပြပါရှိပါတယ်ရှင် ပုံမှုချုပ်ချုံအောင်တင်ဆောင်မှုမှာလောက်ချန်သူများလို့ဆိုပြီးအသက်၆နှစ်အရွယ်ကလေးပါဝင်ဖြစ်သူ၁၆ကိုဖမ်းဆီးရရှိရဲ့လို့စစ်တပ်ကသတင်းထုတ်ပြန်ပြီး GVW ကတော့ရဲဘော်များလုံခြုံဘီကင်းနဲ့လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်မှာမေလ၂၂ရက်နေ့အငိမ့်စားပုံမှုချုပ်ချုံအောင်ပြစ်ခတ်ခံရပြီးတင်ဆောင်မှုမှာလောက်ချန်ပါဝင်သူတွေလို့ဆိုပြီးအသက်၆နှစ်အရွယ်ကလေးပါဝင်ဖြစ်သူ၁၆ကိုဖမ်းဆီးရရှိကြောင်းအကြံဖက်စစ်ကောင်စီကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။မေလ၂၂ရက်နေ့စစ်ကောင်စီရဲ့ထောက်တိုင်လည်းဖြစ်နေတဲ့ 2023ခုနှစ်မှာမင်းအောင်လိုင်းကိုတိုင်ဝနကျော်ထင်ပွဲပြည်ရခံရသူဗိုလ်ချုပ်ချိုးထွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့တာပါတင်ဆောင်သွားခဲ့တဲ့ဗိုလ်ချုပ်ချိုးထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာ နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားသူလည်းဖြစ်ပြီးစစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တာကြောင့်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကလှုပ်ကြံသူတွေကိုရှာဖွေဖမ်းဆီးဖို့ဖိအားမျိုးစုံပေးခဲ့ကြောင်းသိရပါတယ်။မင်းကြီးကညာပိုင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဗိုလ်မှူးချုပ်ချုံထုံအောင်တင်ဆက်မှုမှာလှုပ်ကြံပါဝင်တယ်လို့ဆိုပြီးအသက်၆နှစ်အရွယ်ကလေးငယ်တောင်ပါဝင်လူပုဂ္ဂိုလ်၁၆ဦးကိုတရားခံတွေလို့သတင်းထုတ်ပြန်ဖော်ပြလာပါတယ်။ရှန်ကုန်ခြေဆိုင် Golden Valerie Warriors မျိုးပြပြောက်ကြားတပ်ဖွဲ့ကတော့စစ်ကောင်စီက၆နှစ်အရွယ်ကလေးငယ်ကိုပါစစ်တပ်ကတရားခံလို့လိမ င်းနဲ့အမိတက်ပြီးဖမ်းဆီးပြခြင်းမှာအပြစ်မဲ့ပြည်သူတွေကိုစာနာသနာမိကြောင်းရဲဘော်များဘီကင်ကြောင်းပြောဆိုပါတယ်ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူးအပြစ်မဲ့ပြည်သူတွေကိုပဲစာနာသနာမိပါတယ်ရဲဘော်တွေအားလုံးလုံခြုံဘီကင်ကြောင်းကျွန်တော်ပြောထားပြီးပါပြီလို့ Golden Valerie Warriors မြို့ပြပြောင်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါတယ် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုတွေကိုလေ့လာခြင်းကလင်းငယ်များတက္ကစီသမားများဘီရဲဆိုင်ကယ်ကယ်ရီသမားများနဲ့ CDN ဆရာဝန်များကိုဇလန်းစင်သတင်းထုတ်ပြန်ခြင်းလို့သိသာနိုင်ကြောင်း CDN ကျောင်းဆရာတောက်ကတုံ့တက်ပြောဆိုပါတယ်ကလေးလေးတွေတက္ကစီသမားတွေဘီရဲသမား CDN ဆရာဝန်တွေကိုပါဖမ်းပြပြီးတရားခံလုပ်ပြပုံထောင်ရင်ဒီကောင်တွေကိုအထက်ကတော်တော်ထောင်းလို့ဖြစ်မယ်။ဖမ်းခြင်းရလျှောက်ဖမ်းထားမှစာတီချဖတ်ကြည့်ရတဲ့တိတာနေမယ်ဖတ်ကြည့်တဲ့လောက်ဆက်ဆက်မှုလည်းမရှိဘူး။ တေကြတာကတော့ဒေါက်တာအဖီအထောင်ခံထားလို့ပြည်သူတွေကိုပြန်မဲနေတာမျိုးပဲလို့လွတ်မြောက်နေမြေရှိစီဒီအန်ကျောင်းဆရာတောင်ကသုံးသက်ပါတယ်။တော်လိုင်းဘတ်တော်သားတောင်ကတော့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်ကိုဖတ်ရှုကြည့်ပါကအသက်6နှစ်အရွယ်ကလင်းငယ်တွေပေါ်တရားခံလုပ်ပြပြီးတော်လိုင်းသမားတွေကြောင်းစိတ်ဝင်စေဖို့ခြင်းချောက်တဲ့ပုံစံမြင်ရကြောင်းစစ်ကောင်စီကထုတ်ပြန်တဲ့ CCTV မှတ်တမ်းတပ်ပုံမှာစပိန်မှာငွေရောက်တက်ဘက်ထရီနှလုံးတက်ထားတော့လေစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့အဖြူရောင်ဘက်ထရီ၃လုံးတက် စပိန်ဖြစ်တယ်လို့ဖော်ပြလာတာကိုတွေ့ရကြောင်းစီရီယန်နီကိုပါချင်းချောက်ပြီးတရားခဲဆင်းနေတဲ့အခြေအနေကိုလည်းမြင်ရကြောင်းပြောဆိုပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထုံးအောင်တည်ဆောက်မှုကိုစောင့်ကြည့်လေးလာနေတဲ့မြန်မာကုန်မြို့နယ်မှာပြည်သူတအုပ်ကတော့ဗိုလ်မှူးချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရတဲ့နေရာနေရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုင်များထဲမှာအလုပ်သမားများကိုပါတရားခံဆင်းရဲတွင်ထားတယ်လို့သိရကြောင်းသုံးသပ်ပြောဆိုပါတယ်။မျိုးပြတော်လိုင်းတက်တခုမှာလက်နက်ခဲရန်ကျွမ်းကျင်သူတအုပ်ကတော့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့လက်နက်ကိုတိကျစွာကြီးစုစစ်ဆေးတဲ့အခါတနက်စစ်မဟုတ်ပဲ propanin gas နဲ့ပြည့်ရတဲ့ကော်စီတနက်ဖြစ်တာကိုစစ်စစ်တွေ့ရှိရကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ loy commune နဲ့စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနဲ့ကြေကြောတိုက်ဆုံပြီးလက်နက်ရှိလက်သိမ်းဆက်ရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည် loy commune နဲ့မှာစစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံခဲ့ရရာစစ်သား20ကျော်တိုက်ဆုံပြီးလက်နက်ရှိလက်သိမ်းဆက်ရရှိခဲ့ကြောင်း KNDF တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဇွန်လ3ရက်မနက်9နာရီခန့်က loy commune နဲ့တပီကုန်းဖုန်ကြီးကျောင်းဝင်းအတွင်အခိုင်အမာတပ်ဆွဲထားတဲ့တပ်စခန်းကို KNDF တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်နေ ေစဉ်စီဆိုင်မြို့နယ်ဘက်မှထွက်လာတဲ့စစ်ကိုစစ်ကြောင်းကိုထတ်မှန်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒီလ3ရက်နေ့မနက်9နာရီလောက်မှာတိုက်ခဲ့တာပါ။တပြေကုန်းရွာဆိုတာကလိုက်ကော်မြို့နယ်တွေကရွာပေါ်စခရီကတော့လိုက်ကော်မြို့ကနေထွက်ထိုင်တာများတယ်။စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေ PNO တွဲပြီးလာတာပါလို့ KNDF တော်လိုင်းသတင်းအင်းမြစ်တွေကပြောပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား20ဦးထပ်မံနေတည်ဆောင်ပြီးစစ်ကောင်စီတပ်သားများအုံပြုတဲ့ MB1 အမျိုးအစားတနက်9လက် AK 47အမျိုးအစားတနက်တလက် ME4 အမျိုးအစားတနက်တလက် RPG အမျိုးအစားတနက်တလက်နဲ့အခြားလက်နက်ခင်းရသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကို KNI အမျိုးသားများကကွယ်ရေးတပ် KNDF ဗျူဟာမှန်းနစ်နဲ့အတူဗျူဟာမှန်းနစ်အောက်ရှိတရင်များမဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်၃ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF အမှန်နစ်ဗျူဟာကထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်